နော်ခေမာဆိုတာအားလုံးသိကြတဲ့အတိုင်းသူကမထတိုင်ကတာကလမြို့သူအဲ့ဒီဒေသကဟိုချောတဲ့ပုံကိုယ်တွေရှိတယ်မြို့သမီးတွေအမတန်မှလှပတယ်မထတိုင်ဆိုတာမဒီဒေဝီတို့ပါတော့ဆိုတာမထတိုင်ကနော်နောက်ဆုံးမှဒီခေမာဟာလဲအမတန်ချောအမတန်လှတော့နောက်ဆုံးဗေမိသာရမင်းကြီးရဲ့မိဖုရားလာဖြစ်တယ် မိဖုရားလာဖြစ်တဲ့အခါသူ့လောက်လှသူ့လောက်ချောတာရှင်ပြိုင်လို့မရတော့အောင်သူကချောလှတော့အင်တမတ်ဟိုအလှမှန်တက်တယ်လို့ပြောမှာပေါ့နော်မှန်ပါဗျာသူကတဆင့်စကားတဆင့်ညာနဲ့ဂေါရမဖုရားကဒီလှတာကိုမှုချိုးမြစ်ချိုးပြောတတ်တယ်ဆိုပြီးတော့ဗိမိတရမေနီအကြောင်းပဲလို့သွားတော့သူကတော့မှမလိုက်ဘူးတဲ့ ဝေလို့အကြောင်းမြတ်စွာဘုရားရှိ့မဲ့မတော်ဘူးမတော်ဘူးဆိုတော့နန်းတော်လာတောင်သူမဖူးဘူးနဲ့တူပါတယ်ကြည်ရလားဘုရားကဝင်မဖူးဘာလို့လဲဆိုတော့တခါမှလည်းမတွေ့ဘူးပဲနဲ့သူပြောလူပြောနဲ့ဒီကိုယ်တော်ကြီးကမှုချိုးမြစ်ချိုးပြောတယ်ပေါ့အဲ့တော့မတော်ဘူးမတော်တော့ဘိဗိတာရမင်းကြီးကလည်းသူ့မိဖုရားအကြောင်းသူသိတော့မတော်မနေရအောင် သူစိတ်ဝင်စားလာအောင်မလုပ်တော့ဆိုဖရာသရင်တော့နဲ့ဝေဒုဝံဥယျာဉ်ကြီးကိုတချင်းရေးခိုင်းတယ်မဲခုခေတ်ကတချင်းနေတချင်းဆရာတွေမှာအရေးကောင်းတာမဟုတ်ဘူးအဲ့ဒီခေတ်ကတချင်းဆရာတွေလည်းအရေးကောင်းတယ်အိန္ဒိယကလာတယောက်ဆိုခိုင်းလို့ရှင်အဲ့ဒါတကယ်တချင်းပဲနော်အိန္ဒိယတချင်းနေကြည့်ပေါ့အဲ့ဒီမှာဝါသနာပါရင်တော့လည်းတီးကြမှောက်ကြပေါ့နော် နမူနာလေးတစ်ခုဝေလူအောင်တခြင်းနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်ငငယ်တုန်းကလည်းဒါလေးကြားဦးတယ်တပါးကတိကဆရာတော်ကြီးတပါးဟောတာနော်သူရုပ်ပုံလေးရလဲတော်နားထောင်လို့ခေါင်းနေဘုန်းကြီးတော်မရွတ်တတ်ဘူးဒါပေမဲ့အဲ့ဒါလေးကိုနမူနာပြောပြရမယ်ဆိုရင်အဲ့ဒီတခြင်းတစ်ပုဒ်ကဒီအိန္ဒိယတခြင်းတွေကိုဆိုတတ်တဲ့ပုဂ္ဂိုလ်ဆိုရင်တော့တော်တော်နားထောင်ကောင်းမဲ့ဟာတစ်ခုပဲ ဇေနဝေလူဝနံဒိဋ္ဌံနရနန္ဒနနန္ဒနံဟောနာငယ်တွေနဲ့ရွေးချတာနော်ကလားနန္ဒနန္ဒန်ဆိုတာနဲ့တော့သွားကြိုက်ကလားတဲ့ချင်းနေအကြောင်းပါပေါ့ဟေးလ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 ေးတဲ့အဲ့ဒါမျိုးတွေတအားများတာလေသူကအဲ့ဒီထဲမှာလည်းဒါထည့်ရေးထားတာဇေနဝေလူဝနံဒိဋ္ဌံနရနန္ဒနနန္ဒနံဆိုနာငယ်တွေအများကြီးထည့်ပြီးတော့ရေးထားတာနောက်ကဂီတာနဲ့လိုက်လို့ကောင်းရေးထားတဲ့ချင်းပါ အဲ့ဒီတခြင်းဥပမာတော့ဝိလူဝံဥယျာဉ်ကြီးကို မမြင်ဘူးယင်တဲ့တာဝရိန္ဒာနတ်ပြည်ကနန္ဒဝံဥယျာဉ်ကြီးကိုမမြင်ဘူးတာနဲ့အတူတူပဲတာဝရိန္ဒာနတ်ပြည်ကနန္ဒဝံဥယျာဉ်ကြီးဘလောက်လှတယ်ဆိုတာဝိလူဝံဥယျာဉ်ကြီးရင်သိတာလေပေါ့နောက်ဆုံးပါမြတ်စွာဘုရားရဲ့ဘုန်းတော်ကံတော်ဝိမိတာရမင်းကြီးရဲ့ဘုန်းကံကြောင့်ဒီဝိလူဝံဥယျာဉ်ကြီးကဘလောက်လှတယ်ဆိုတာကို ရေးဖွဲ့ထားတဲ့တခြင်းကိုအစိုးတော်တွေကိုဆိုခိုင်းတယ်နော်အတိမုတ်ကာခုံလုပ်တဲ့ပုဂ္ဂိုလ်တွေကိုသတ်သွင်းတွေကိုဆိုခိုင်းတဲ့အခါမှာနန်းတွေမှာလာပြီးတော့ကတဲ့အခါမှာအဲ့တခြင်းဆိုတာဘီရင်ကြီးကြိုက်တဲ့ခြင်းဆိုတော့ဟိုလူကဆိုဒီလူကဆိုပေါ့နော်ခစ်စားနေတယ်အဲ့ဒီခစ်အဲ့ဒါခေမာမီဗျာနားရောက်တဲ့အခါကျတော့ဝိလူဝဥယျာဉ်ကိုတွားကျင်တဲ့စိတ်ပေါက်လာတယ် ွားကျင်အောင်လို့ဘီရင်ကြီးကလည်းလှုပ်ခိုင်းတာသွားကျင်စိတ်ပေါက်တဲ့အခါကျတော့ဘီရင်ကြီးကတိုးတိုးမှလိုက်တယ်ဝီလုံးဦးရင်သွားသွားလို့ရှိရင်ဖျားမဖူးပဲမပြန်ခဲ့စိတ်နဲ့မင်းတို့ပြန်ခဲ့ရင်မင်းတို့တန်တက်ပြစ်ထန်ပေးမယ်ဆိုအဲ့ဒီမိဖုရားဝီလုံးဦးရင်သွားကျင်တယ်ဆိုလိုက်ပို့ကြလိုက်ပို့တယ်ဖျားမရှိတဲ့အချိန်ရွေးသွားတယ်ဒါပေမဲ့အဲ့ဒီနေ့ဖျားပဲမှမတော်အောင်စောင့် ဘုရားမရှိဘူးတင်ပြီးတက်သွားတာဟိုကြပက်ပင်းမှာတိုးနော်အဲ့ဒီလိုအမျိုးသမီးကအခုတကယ်စံထားတဲ့ပုံကိုဖြစ်လာတာချိန်လေဘုရားနဲ့တွေ့လိုက်တဲ့အခါကျတော့ယသောဘုရားနားမှာသူ့ရဲ့ချောတဲ့အမျိုးသမီးတယောက်ရောက်ရောက်နေတော့ဟိုအမျိုးသမီးကြည့်လိုက် သူ့ကိုသူကြည့်လိုက်ဟိုအမျိုးသမီးကြည့်လိုက်သူ့ကိုသူကြည့်လိုက်ဟိုကတကိုးနဲ့ဖန်ဆင်းထားတဲ့အမျိုးသမီးဆိုသူ့ရဲ့ဆယ်သားမကလှမျက်စိတွေလဲသွားပြီသူ ဘလောက်ထီအောင်မျက်စိလည်သွားတော့ဆိုဟိုကဟင်းသာငှက်မှနဲ့တူသူ့ကျတော့ကြီးကမ်းမကြီးနဲ့တူတယ်ဟာအဲ့လောက်ထီအောင်သူစိတ်ပြောင်းသွားတယ်တဲ့မြတ်စွာဘုရားကလည်းဖန်ဆင်းထားတဲ့အမျိုးသမီးကိုသူ့မျက်တောင်တစ်ချက်ခတ်လိုက်ဟိုကရုပ်ခန္ဓာနဲ့ယင့်သွားလိုက်မျက်တောင်တစ်ချက်ခတ်လိုက်ရုပ်ခန္ဓာယင့်သွားလိုက်မကြခင်မှာသူစိုက်ကြည့်နေရအနေပြီးတော့တဖြည်းဖြည်းအဖွားအိုကြီးဖြစ်သွားတယ်အဖွားအိုကြီးဖြစ်သွားတယ်သွားတွေကျိုးလို့ ရန်ရွက်လဲကျသွားတဲ့ပုံစံကြီးချီအောင် तू ကမြင်လိုက်ရတာအဲ့ဒီခါမှာ तू တန်ဝေကားတွေတအားရသွားပြီမြတ်စွာဘုရားကတရားဟောလိုက်တယ်ရုပ်ဆိုတာဒီလိုပဲထာဝရမြဲတာဘာတစ်ခုမှမရှိဘူးနောက်ဆုံးဘယ်သူပဲဖြစ်ဖြစ်ဒုက္ခနာကြီးကဒီလိုအိုမင်းရင့်ယုံပြီးတော့သွားမှာဆိုတရားတွေချက်ချင်းရသွားမြတ်စွာဘုရားတရားဟောလိုက်တာဉာဏ်ဤထက်တဲ့ပုဂ္ဂိုလ်ဆိုဘုရားတရားဆုံးတော့ तू ကယဟနာမကြီးကိုဖြစ်သွားတာနော် သူတို့ကလည်းကတ္တဗမြတ်စွာဘုရားလက်ထက်ကကိကိဘယင်းကြီးရဲ့သမီးတော်ခုနှစ်ဖော်ထဲမှာသမီးတော်တွေအပြိုကြီးတွေကြီးပဲအကောင်လုံးအဲ့ဒီမှာကိကိမင်းရဲ့သမီးတော်ခုနှစ်ဦးကသူတို့ကအိမ်တော်မပြူကြအိမ်တော်မပြူပဲနဲ့တရားကျင့်ကြတာသူတို့အဖွဲ့ထဲမှာသူပါတယ်ခေမှာပါကိကိမင်းကြီးရဲ့သမီးတော်ခုနှစ်ပါးဆိုနာမည်ကြီးတွေဂေါရမဘုရားလက်ထက်မှာအကောင်လုံးလာကြွတယ်ပတာစာရီတို့ပါတယ် ်ခေမာတို့ပါတယ်နော်တကယ်ဒိဋ္ဌိကျဲတွေပေါ့ဓမ္မဒိဏာတို့ပါတယ်တန်တရာလဲတာကြည့်ဒီကတ္တဗျာလက်ထက်တုန်းကညီမ9ယောက်ထဲကသူတယောက်ပဲပေါ့အဲ့တော့မြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာသူကတရားလဲနာလဲရရောသူ့အယူဆတွေအလုံးပြောင်းပြီးတော့လောကကြီးရဲ့သဘာဝကိုရှင်းရှင်းမြင်သွား ယန္နာမှဖြစ်သွားယန္နာဖြစ်တယ်ဆိုတာလူနဲ့ယန္နာဖြစ်သွားလို့ရှိရင်အဲ့ဒီနေ့မှာပဲအဝတ်ပြောင်းတယ်အကယ်၍တတန်းကုံဆုံးတော့မယ်ဆိုရင်အဲ့ဒီနေ့မှာပဲပြိဋိဘံဆံမယ်အသက်ရှိနေသေးရင်ဘိက္ခုနီမှအဖြစ်ပြောင်းအဲ့ဒါနဲ့သူနန်းတော်ပြန်သွားတယ်ပြန်သွားပြီးတော့ဘုရင်ကြီးစီရောက်တဲ့အခါရှစ်မခိုးတော့သူနော်သို့တော့လူ့တော်လူ့ဘယ်ရှိသေးတယ် ဘီရင်ကြီးကိုရှင်းမခေါ်ဘူးဘီရင်ကြီးကလည်းကြိတ်လိုက်တာနဲ့သိတယ်နော်သူကလည်းသောတာပန်ပဲကဲခတ်လိုက်တာကဲခတ်လိုက်ကြတယ်ဟာထူးခြားလာပြီပေါ့အရင်ကလိုဟိုနန္ဒနမဟုတ်တော့ဘူးနော်ဒီလိုဆိုမှာပေါ့ကြိတ်လိုက်ရင်တန်တန်တန်နန္ဒနမဟုတ်တော့ဘူးပေါ့နော်တီတီတန်တန်ဖြစ်လာပြီဆိုတော့သိတယ်အေးတရားသူတရားမြတ်ရလာခေါ်ကြတော့ဘီရင်ကြီးစီမတ်တရရရဲ့ဖဲသူပြောတယ်ဘီရင်ကြီးက ဝိလူဥယင်ဖះရနဲ့တွေ့ခဲ့လားတွေ့ပါတယ်ရှင်မင်းကြီးတွေ့တာအကျိုးရှိပါအောင်ကျွန်တော်တွေ့တာအကျိုးရှိပါတယ်ကျွန်တော်တွေ့တာမှတကယ်အတွေ့ပါလို့သူကပြောပြီးတော့ဘယင်ကြီးစီခွင့်ပန်တော့ဘယင်ကြီးကလည်းဝမ်းမြောက်ဝမ်းသာအဲ့ဒီနေ့မှပဲကျောင်းတော်ကိုပြန်ပို့ဆောင်ပေးပြီးဘိက္ခုနီဝင်လိုက်တယ်သူသူဟာပညာဘက်မှာထူးချွန်ဆုံးဘိက္ခုနီမှဖြစ်လာရှင်သာရိပုတ္တရာလိုလက်ရရမှာထူးချွန်တဲ့အမျိုးသမီးတယောက်